အလုံးသိပါတယ်အိဇလန်လေးကသူတို့တငယ်ချင်းတယောက်ပဲပြောပါစို့ခြေရောလက်ကောတည်တဲ့တယောက်ကိုထမ်းလာပြီတော့မှအေးခေါင်းမဖောက်ပြီတော့မှကိုရောရဲ့ရှေ့မှာချလိုက်ကမှာကိုရောကဘာပြောလဲအမထိုသူတို့ရဲ့ယုံကြည်ခြင်းကိုမြင်တယ်အဲ့ဒါမြင်လို့ရတဲ့ယုံကြည်ခြင်းတော့အဲ့ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်ခြင်းကိုကျွန်တော်တို့ဘာနဲ့ပြလာလဲဆိုတော့အကျင့်နဲ့ပြလာကျွန်တော်တို့ယုံကြည်ခြင်းကိုကိုရောမြင်လို့ရတာကျွန်တော်တို့ရဲ့ဘာလဲအကျင့် အဲ့ဒီသူတို့ရဲ့အကျင့်ကပါလေအဲ့ဒီအမိုးကိုတော့ဖောက်ပြီးတော့မှကိုရှေ့မှလာချတဲ့အထိမဟုတ်တယ်သူတို့ပြကိုတော်ဒီသူတို့ရဲ့ယုံကြည်ခြင်းကိုမြင်တယ်ဒီနေ့ကျွန်တော်တို့ယုံကြည်ခြင်းကိုမရက်တံမလို့လေညော့တယ်ဆိုတော့လုံးဝမဖြစ်တင်နိုင်ရတခုပါဆက်ပြီးတော့မှကျွန်တော်တို့ယုံကြည်ခြင်းနဲ့ဆက်ပြီးခြေလှမ်းလိုက်အောင်ယုံကြည်ခြင်းနဲ့ဆိုင်တဲ့စကားကိုပြောအောင်ယုံကြည်ခြင်းနဲ့ဆိုင်တဲ့အပြုအမူအကျင့်အကြံ manner ပြပါအဲ့ဒါပြဝင်ရေခင်ဗျားတကယ်ယုံကြည်သူခင်ဗျားရဲ့ manner က ယုံကြည်ခြင်းနဲ့ဆိုင်တဲ့မင်းတို့ဖြစ်ပါတယ်။စကားယုံကြည်ခြင်းနဲ့ဆိုင်တဲ့စကားကိုပြောပါ။မယုံမကြည်တဲ့စကားတွေမပြောပါနဲ့။နော်။တန်တရားပွားစရာတွေမပြောပါနဲ့။ confident ဖြစ်တယ်နော်။ဖခင်ရဲ့ဂတိတော်ကိုဆွဲကြိုင်တဲ့စကားတွေကိုကျွန်တော်ပြောအောင်။